မက်ဆီကိုသင်းတိုင်းခဲ့ပြီမဲ့ကိုထက်အစင်တန်းလေးနဲ့အသင်းလေးကိုဂိုးပြတ်ရှုံးသွားခဲ့ရတဲ့အင်တာမိုင်မီပရိသမျှလုံးမဲ့မင်္ဂလာပါများ Red Devils Diary ကနေပြန်လဲကြိုဆိုလိုက်ပါတယ်စေကြီးမက်ဆီအတွက်ဘောလုံးရာသီတက်ကပျော်စရာကြီးနဲ့စတင်နိုင်ခြင်းမရှိခဲ့ပါဘူးမက်ဆီကိုရိုင်းလည်းအရင်တုန်းကလိုမျိုးယုံခံပြီးတော့ကိုရီသွင်းယူပေးနေပြီမဲ့မာမီရဲ့ရလက်ပိုင်းကဒီနှစ်ဘောလုံးရာသီမှာပုံမကောင်းမဲ့နဲ့ပိုဆိုးလာခဲ့တာပါအခုမနက်ကစားခဲ့တဲ့ Major League ပွဲစဉ်မှာလည်းမာမီကမင်းနီဆိုတာကို4-1နဲ့ဂိုးပြတ်ရှုံးနေသွားခဲ့ရပြန်ပြီးဖြစ်ပါတယ် မာရှီယာနိုရဲ့လက်ချက်မှာတော့မာမီကရလက်တွေတိမ်မကောင်းမဲ့ရုံးကန်နေရလို့ဒေကိုတွေကလည်းအတော်လေးကိုများပြားနေခဲ့တာပါအခုဆိုတော့မာရှီယာနိုကမာမီကိုတောင်းယူကင်တွေလာခဲ့တာ24ပွဲရှိလာခဲ့ပြီဖြစ်ပြီးအဲ့ဒီပွဲတွေတင်မှာပေးရတဲ့ဂိုးရေးတွေက28ဂိုးရှိလာခဲ့တာဖြစ်ပါတယ်အားအကြောင်းမဲ့မာရှီယာနိုကမာမီနဲ့တင်တော်ရဲ့နီးပြားဟုတ်ပါမလားဆိုတာပရိသတ်တွေကတိဟဖြစ်လာခဲ့ကြပါတယ်မာမီပရိသတ်တွေတော်တော်များများကတော့ဒီမနေ့ရှုံးပွဲကြောင့်မာရှီယာနိုကိုအတော်လေးဒေါသပေါက်ကွဲနေခဲ့ကြပါတော့နီးပြားပြောင်းလဲပြလို့ဖို့အထီးပါတောင်းဆိုလာခဲ့ကြပြီဖြစ်ပါတယ်မက်ဆီကဘောလုံးရည်တဲ့တစ်ခုကိုစိတ်တက်လူတင်းနဲ့ဖြတ်တန်းနေပြီမြေ ဖလော်ရီဒါအသင်းကဂျန်နယ်နယ်ကာလာတွေကိုဘလူးဖာထိရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့အပြေရှားမရဖြစ်နေသေးတဲ့ပုံပါပဲအခုကစားသွားခဲ့ကြတဲ့ပွဲစဉ်ကတော့မေဂျာလီပွဲစဉ်ဆက်နှစ်ဖြစ်ပါလိဒီပွဲစဉ်မှာမက်ဆီကမာမီအတွက်သွင်းကိုတကူကိုသိယူပေးနိုင်ခဲ့ပေမဲ့လုံလောက်မှုမရှိခဲ့ပေနဲ့မာမီကိုရှုံးနေမှုကနေကတင်နိုင်ခြင်းမရှိခဲ့ပါဘူးအမှန်ဆိုရင်လည်းမီနီဆိုတာအသင်းကမာမီထက်အများကြီးနှိမ်ကြတဲ့အသင်းဖြစ်ပါလိအဲဒါကြောင့်လည်းမာမီကပဲပွဲအစကနေပွဲစုံပွဲကိုထိန်းချုပ်ကစားသွားခဲ့ပါလိ ဒါမဲ့ရှီရန်ကရရှိလာတဲ့အခွင့်အရေးတွေကိုကောင်းစွာအသုံးမချနိုင်ခဲ့တယ်လို့နောက်တန်းကလည်းဖုန်းဆိုရင်တကူပြလိုက်ရပြီတာနေချားနဲ့ဖုန်းတကူရှင်နေဖြစ်နေခဲ့ကြတာကြောင့်မာမီတို့အခုလိုမျိုးကိုပြက်ရှုံးမဲ့တဲ့ဘွဲနဲ့အရင်ဆိုင်လိုက်ကြတာဖြစ်ပါလိမ့်ဒေသင်းတော့မာမီကန်စီအကြောင်းကဒီဘွဲမှာပြပြောစရာတွေအများကြီးရှိခဲ့တာပါမာမီကန်စီအကြောင်းကစနေကြရဲ့အခုခံကာကွယ်မှုတွေမရှိခဲ့တယ်လို့အမိုင်းတွေကလည်းအယံကိုများပြားလွန်ကြတာပါဒီရှုံးမဲ့ကဒီယာဒီမေဂျာလိမှာဂျုံတွေ့ခဲ့ရတဲ့မာမီရဲ့ဒုတိယမြောက်ရှုံးပွဲလည်းဖြစ်ခဲ့ပြီးမပီးစရာမှာဆိုရင်အဆင့်၃ထိကြာဆင်းသွားခဲ့ရပြီဖြစ်ပါလိမ့် အားကြောင့်ကုဇေနောပရိသတ်တွေကမာမီနီပြမာရှီယာနိုရဲ့ဆွမ်းဆောင်ရည်တွေပေါ်မှာသဘောမကျတော့ဘဲနီပြကိုထုတ်ပစ်လိုက်ဖို့အထိပါတောင်းဆိုလာခဲ့ကြပြီလည်းဖြစ်ပါရီပရိသတ်တယောက်ကကလပ်ကဘလာမတိုင်ပြီးမှမာရှီယာနိုကိုထုတ်ပစ်လိုက်ပါငါတို့အချိန်နဲ့ရှိပါသေးတယ်လို့တောင်းဆိုခဲ့တာဖြစ်ပြီးအခြားပရိသတ်တယောက်ကတော့မာရှီယာနိုကကျွန်တော်မြင်မှုသမျှနီပြတွေထဲမှာအဆိုးဝါးဆုံးပါပြီသူကအရာအလုံးကိုဖျက်ဆီးပစ်ခဲ့ပါရီဒီအကစားမှာမက်ဆီရဲ့နောက်ဆုံးနေဝင်ချိန်နှစ်ကာလတွေကိုသူကဖျက်ဆီးပစ်ခဲ့တဲ့တမိုင်းတရခံမယ်လို့ပောက်ကွဲသွားခဲ့ပါရီနောက်ထပ်ပရိသတ်တယောက်ကတော့နီပြကိုထုတ်ပစ်လိုက်ပြီးရင်တော့နောက်ခံလူသစ်တွေထပ်ပြီးတော့ခေါ်ယူလိုက် ဒါဆိုရင်တော့ရာရာပြန်ပြီးတော့တင်းငင်သွားလိမ့်မယ်လို့ပြောခဲ့ပြီးအကြပရိသတ်တွေကတော့မက်ဆီကိုနေတိုင်းစိတ်ပြက်နေစေခဲ့တာခမရဘလို့လူလဲမာရှီယာနိုဆိုပြီးတော့မေကွန်ထုတ်ခဲ့ပါပြီ။မာရှီယာနိုကတော့ဒီရှုံးမင်းနဲ့တူအတင်းရလက်မကောင်းဖြစ်နေရတာကသူ့ပေါ်မှာပြေဝတာဝန်ရှိတဲ့ကြောင့်ဝန်ခံလိုက်ပါပြီ။မာရှီယာနိုကကစားမားရေးစွမ်းဆောင်ရေးကြာဆင်းသွားတဲ့ပုံမှာဒီကတာဝန်ရှိသူကကျွန်တော်ဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းရှင်းရှင်းလင်းလင်းသိထားပါပြီ။နေပြားတယောက်အနေနဲ့ကစားမားရေးရဲ့ယုံကြည်မှုကိုမြင့်တင်ပေးနိုင်ခြင်းမရှိခဲ့ပါဘူး။အဲဒါကြောင့်မဲ့အရာအလုံးကကျွန်တော်ရဲ့တာဝန်ပဲဆိုတော့ကျွန်တော်လက်ခံပါတယ်ဆိုပြီးတော့ပြောကြားခဲ့ပါတယ်။ ၂၀၂၅တော့စေကြီးနှစ်ယောက်လုံးအတွက်ကံမကောင်းတဲ့နှစ်လို့ပဲဆိုရမှာပါပဲ။ရော်နယ်ဒိုကလည်းအာစနယ်လိုဖလားလက်မဲ့ပွားနဲ့ယာယီတင်ရတော့မယ်။အခုမက်ဆီကလည်းယာယီတင်မှာအခြေအနေသိပ်မကောင်းပါဘူး။အစုံနီးလိုက်ပါကြီးရှူပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ညီမ။